းမင်္ဂလာပါခင်ဗျာမြမတမိုင်းမှာမြမနိုင်ငံကိုအာဏာရှင်လက်အောက်ကလွတ်မြောက်ပြီးဒီမိုကရေစီစနစ်ထွန်းကားဖို့ပထမဦးဆုံးစ조사ခဲ့သူဟာကိဝံမင်းကြီးလို့ပြောမယ်ဆိုရင်မှားမယ်မထင်ပါဘူးခင်ဗျာကိဝံမင်းကြီးလို့မြမတမိုင်းမှာထင်ရှားကြော်ကြားလာတဲ့တတ်တော်ရှိကိဝံမင်းကြီးဦးကောင်းဟာကုန်းမောင်ခင်မှာနောက်ဆုံးမင်းဆက်တွေဖြစ်တယ်လို့မြမနိုင်ငံရှင်ဘရင်စနစ်ရဲ့နောက်ဆုံးမင်းဆက်တွေဖြစ်ကြတယ်မင်းတော်မင်းတရားကြီးနဲ့ တိဘောမင်းတို့ရဲ့လက်ထက်မှာမင်းဆက်20လုံးမှာမင်းမှုထမ်းခဲ့တဲ့ပညာရှင်ကြီးတဦးဖြစ်ပါတယ်ခင်ဗျာကင်းဝမင်းကြီးဟာမြန်မာနိုင်ငံတော်ကြီးရဲ့ခင်ဟောင်းတမိုင်းတစ်လျှောက်လုံးမှာမြန်မာပြည်နယ်ရဲ့တဦးစံပိုင်းအုပ်ချုပ်တဲ့စနစ်ကိုခင်နဲ့အညီပြုပြင်ပြောင်းလဲပြီးအနောက်တိုင်းနိုင်ငံတွေလိုအစိုးရဝန်ကြီးအဖွဲ့နဲ့အုပ်ချုပ်ရေးစနစ်တွေကိုလိုလားခဲ့သူဖြစ်ပါတယ်ခင်ဗျာကင်းဝမင်းကြီးဦးကောင်းဟာမြန်မာနိုင်ငံရဲ့တမိုင်းမှာထင်ရှားကြော်ကြားတဲ့သူတယောက်ဖြစ်တာမကဘဲ မြန်မာစာပေမှာလည်းအထူးထင်ရှားလာတဲ့ပညာရှိတဦးဖြစ်ခဲ့ပါတယ်ခင်ဗျာကင်းဝမင်းကြီးကိုယခုပလဲမြို့နယ်စလင်းကြီးမြို့နယ်များဖြစ်တော့ဗန်ဂျီတိုက်နယ်ဆင်ရှင်မြို့နယ်မုံတိုင်းမင်းရွာဇာတိဖြစ်ပြီးအဖမှာ အတွင်း6စုနတ်ရှင်ရွေးသက်မှာ အမှုထမ်းနယ်တွေးတောက်ကြီးဦးမူအမိဒေါ်နှင်းစီတို့က1183ခုနှစ်တဘိုးရဲလဆန်း12ရက်တနင်္ဂနွေနေ့မှာဖွားမြင်ခဲ့ပါတယ်ခင်ဗျာ ငယ်နာမီဟာမောင်ချင်းဖြစ်ပြီးညီကိုမောင်နှမ9ယောက်ရှိတဲ့အထက်ကဒုတိယသားဖြစ်ပါတယ်။ကင်းဝင်မင်းကြီးအကမဟာတေနာပတိဝင်းရှင်တော်မင်းကြီးဟူသောအမည်ဖြင့်ကြော်စောထင်ရှားလာတဲ့အခါမင်းကြီးချက်ကြွေရာဒေတာဖြစ်တဲ့မုံတိုင်းမင်းရွာကိုမင်းတိုင်းမင်းရွာဟု ပြောင်းလဲခေါ်ဝေါ်ခဲ့ကြပါတယ်ခင်ဗျာ။မောင်ချင်းအသက်9နှစ်မှာငပြောတော်ចောင်းထိုင်ပုတ်ကိုခင်ကြီးစံထမ်းမှာပညာသင်ကြားခဲ့ပြီးအသက်10နှစ်အရွယ်မှာတော့ ရှင်းနာမနေအဖြစ်ကိုရောက်ရှိခဲ့ပါတယ်ခင်ဗျာမောင်ချင်းဟာသူ့ရဲ့ဖခင်ဖြစ်တဲ့ဥမှုရဲ့တက်မှာအမှုထမ်းဖို့တာဝန်ရှိခဲ့ပေမဲ့တရဏဘောင်ကိုဝင်ရောက်ခဲ့တဲ့အတွက်စစ်မှုမထမ်းခဲ့ရပါဘူးခင်ဗျာတက်ကြရ1198ခုနှစ်အသက်15နှစ်အရွယ်မှာတော့ရှင်အားတပတ်ဟာဆရာမိဘတွေကိုခွင့်ပန်ပြီးစစ်ကုန်းရွာကြောင်းဆရာဖုံးတော်ကြီးဥရတပတ်ထံမှာအမိဒံစံအလင်္ကာပတ်အနက်များကိုစူးစမ်းအထုတ် က်မှတ်တင်ကြားခဲ့ပါတယ်ခင်ဗျာအဲ့ဒီနောက်မှာလဲဘရူရွာချောင်းဖုံးတော်ကြီးဥဒမထန်၌၎င်းငရံ့ဟိုမြစ်ဆုပ်ရွာချောင်းဖုံးတော်ကြီးဥကြော်ခေါင်ထန်၌၎င်းပြောင်းရွှေ့နေထိုင်ပြီးတကလာတင်ရိုးပြိရက်ကျန်းကန်များကိုနှံ့ဆက်အောင်အားထုတ်တင်ကြားခဲ့ပါတယ်ဘရူရွာချောင်းဆရာတော်ကြီးဥဒမဟာ နောင်တော်အခါမှာဥယံဝေးလို့ထင်ရှားကြော်စောလာတဲ့လူရဲ့ဥကြီးတော်ဖြစ်ခဲ့ပါတယ်ထိုစဉ်အခါကဘရူရွာရဥယံဝေးဟာ အဲ့ဒီဘ ᱹ ရူရွာចောင်းမှာပဲဥပစင်ဥဒ္ဒရအဖြစ်နဲ့ရှိနေတဲ့အတွက်ရှင်အားတပတ်နဲ့လွန်စွာခင်မင်ရင်းနေတဲ့ဆရာတပည့်အဖြစ်တို့ရောက်ခဲ့ရပါတယ်ခင်ဗျာကိုရင်ဘဝနဲ့စာပေပရိယတိဘက်မှာအလွန်စိတ်အားထက်သန်ခဲ့တဲ့အတွက်အတတ်20ပြည့်လို့ယဟန်ခံပြီးမကြာမီမှာပဲအမရပူရမြို့သာရဏပိုင်းဘာကရာចောင်းဆရာတော်ထံမှာပညာစီးပူရင်ဘာကရာចောင်းမှာပဲတရင်သုံးခဲ့ပါတယ်ခင်ဗျာအမရပူရစလုထဆန္နံ မဟာလောကရန်ဒီဇေတီတော်ရဲ့ဓာယကပကံမင်းရကြီးလက်ထက်မင်းသုံးတောင်စဉ်ခုနှစ်ခရိုင်ကို အသောကံကြွေးခံလွတ်တော်တတ်မင်းသားကြီးကရွှေရည်ကြောင်ဖုန်းတော်ကြီးဥဝိတ္တရအားပညာဘုဒ္ဓရာလစ်လာရှာမီသူကိုအလိုတော်မြတ်ရှိကြောင်းလျှောက်ထားတဲ့အတွက်ဥဝိတ္တရကမိမိရဲ့တပည့်အရင်ဖြစ်တဲ့ဥဟာတပတ်ကိုအကြောင်းကုန်ပြန်ကြပြီးလူဝဲလဲစီပြီးတဲ့နောက်မင်းတော်မင်းသားအပားတော်မှာအမြင့်မပြတ်ခါးစားစီပြီး အမှုတော်ကိုထမ်းရွက်စေခဲ့ပါတယ်ခင်ဗျာအဲ့ဒီအခါမှာမင်းအောင်မင်းသားကငချင်းဟူသောအမည်မှာမဖွဲမလျာမလျောက်မပတ်ငါ့ဤပြီးတော့အလောင်းမင်းတရားကြီးဟာလည်းပြည်တော်ဘက်ကျေးကျွန်ကြီးဖြစ်တယ်တနတ်ဝန်မောင်ကောင်းတယ်နိုင်ပြည်နိုင်ငံတည်ထောင်တော်မူသည့်ဖြစ်ရာထိုတနတ်ဝန်အမည်ကိုခံစေဟူသောအမိန့်တော်မြတ်ချမှတ်တော်မူခဲ့တဲ့အတွက်ငန်းနာမည်မောင်ချင်းကနေမောင်ကောင်းအမည်သို့ပြောင်းလဲခေါ်ဝေါ်စေခဲ့ပါတယ်ခင်ဗျာ တက်ကြတဲ့1212ခုနှစ်အတွင်းမင်းအောင်မင်းသားဟာအထက်မြန်မာနိုင်ငံရဲ့အထွတ်အမြတ်ဖြစ်သောရှင်မင်းအဖြစ်သို့ရောက်ရှိခဲ့ပါတယ်ခင်ဗျာအဲ့ဒီအချိန်မှာအဘတော်မြေမောင်ကောင်းကိုမင်းလာသင်္ကတူဟူသောမင်းသက်ဘွဲနဲ့စကိုင်းမြုတ်နယ်ရွာတကြီးရွာကိုရွာစားတနာတော်မူပြီးရွှေတိုက်ဆိုးအဖြစ်လဲခန့်အပ်ခဲ့ပါတယ်ခင်ဗျာတက်ကြတဲ့1218ခုနှစ်အတွင်းတိတ္တနိဗ္ဗာန်တိန်တုကဇက်ကို ြုတ်အလင်္ကာရေးသားဆက်တွင်းရမည်ဟုသောမင်းတော်မင်းတရားကြီးရဲ့အမိန့်တော်မြတ်အရာပြုတ်လင်္ကာပုတ်ရည်တရားပါရှိတဲ့ဝစီရိန်မိုးချိုချီတိန်တုကပြုတ်ကို15ရက်နဲ့အပြီးရေးသားစီကုံးပြီးတင်ဆက်ပေးခဲ့ပါရခင်ဗျာအဲ့ဒီလိုရေးသားစီကုံးတင်ဆက်ခဲ့တဲ့အတွက်မင်းတရားကြီးအထူးနှစ်သက်တော်မူပြီးမောင်ကောင်းဟာရွှေတိုက်ဆိုးအရာဌာနများလောက်နဲ့မတန့်ချီတမ်းပြည်နိုင်ငံမှုကိုစီမံဆောင်ရွက်နိုင်တော့မူကြီးမကြီးအရာဌာနတို့ ရောက်အောင်ထမ်းရစေမယ်ဟုရည်ရွယ်မျှထောက်တော်မူပြီးနိုင်ငံတော်ရဲ့အချက်အချာဖြစ်သောလွှတ်တော်ကြီးဌာနမှအမှားတော်ရေးအရာပကန်းမြို့စီရင်စုတပြေငားရွာစားအဖြစ်ခန့်အပ်တော်မူခဲ့ပါတယ်။ဤကဲ့သို့ မောင်ကောင်းဟာအမှားတော်ရေးအရာနဲ့လွှတ်တော်တွင်ထမ်းရွက်နေတဲ့အချိန်တွင်မှမန္တလေးအရက်မှမြို့နှမ်းအစ်စ်တီထောင်ရန်အတွက်အခမ်းအနားရှိနေများကိုဝန်ရှင်တော်မြတ်တော်မျိုးစားတနတ်ဝင်ကြီးကဆင့်ဆိုခဲ့တဲ့အတွက်နာခံထမ်းရွက်ရလျား မြွတ်တဲ့နန်းတဲ့တိဆောက်ရန်အတွက်ခုနှစ်ဌာနနဲ့တကွအရရက်လှုပ်ဆောင်တည်ထားရန်အစာဦးဌာနရှိသည့်များကိုလည်းတိုင်းတာသတ်မှတ်ပြီးပုံစံရေးသားကဘဝရှင်မင်းတရားကြီးထံမပြတ်တင်လျှောက်ခဲ့ရတဲ့အတွက်မင်းတော်မင်းတရားကြီးဟာအာရနှစ်သက်တော်မူလာပြီးတက်ကြည1219ခုနှစ်အတွင်းလှည့်တော်စည်ကြီးအရာတို့တို့တက်ခံတာတော့မူခဲ့ပြန်ပါတယ်ခင်ဗျလှတ်တော်စည်ကြီးဖြစ်လာတဲ့မောင်ကောင်းဟာလှတ်တော်စည်ကြီးယာတို့ကို ဆက်လက်ဆက်လက်ထမ်းရွက်နေစဉ်အချိန်မှာပဲဗကံမင်းရဲ့ကိုလို့တော်တူဖြစ်တဲ့စင်ကြံတခင်နဲ့ထိမ်းများလက်ဆက်ခဲ့ပါတယ်ခမညာတက်ကြရ1220ပြည့်နှစ်အတွင်းမှာ မောင်ကောင်းဟာစရေတော်ကြီးတပြေငားရွာစားအရာနဲ့အမှုတော်ထမ်းရွက်နေစဉ်ဘဝရှင်မင်းရကြီးဟာမောင်သူရွှေတောင်နန္ဒသူတို့ရေးတဲ့ဂျာမယကံငွေတောင်ယကံများဟာနားပြော်ဝယ်မြတ်တာတန်ပဖလာပဖြစ်တော်ကြောင့်အကျိုးကျေးဇူးမများပါဘူး တွတ်ဖြစ်၍နာပြောပွဲလည်းဖြစ်အောင်အကျိုးကျေးဇူးလည်းမြအောင်မဟာနိဗ္ဗာန်နေမိဇက်ကိုရကံရေးသားဆက်တွင်းရမည်ဟုသော အမိန့်တော်မြတ်အရာ မင်္ဂလာအောင်ကင်းချီနေမိရကံကိုရေးသားဆက်တွင်းခဲ့ရပါတယ်ခင်ဗျာအဲ့ဒီအချိန်တွေအတွင်းမှာပဲရတနာပေါင်းရွှေမြို့တော်ကြီးသည့်စာတန်းကိုရေးသားဆက်တွင်းရမည်ဟုသော အမိန့်တော်မြတ်အရာမြို့ဒီစာတန်းမြို့ဒီစာတန်းအချီနိဒန်စကားရေးသားဆက်တွင်းတဲ့အခါ အားရတော်မူလာတဲ့အတွက်လွတ်တော်စည်ရဲ့ကြီးမောင်ကောင်းကိုမဟာမင်းကျော်စီတူဟူသောမဟာပွဲနှင့်တိုးတက်ချီးမြှင့်ခဲ့ပြီးဂရိပါဘောင်းရွှေစလဲကိုးကျက်စသောအစီအနှင်းအဆောင်ရွက်များကိုပေးသနာဆင်မြန်းစေခဲ့ပါတယ်ခမတက်ကြွထောင်၂22ခုနှစ်အတွင်းတွင်လည်းမင်းတော်မင်းတရားကြီးရဲ့အမိန့်တော်မြတ်အရာအထူးထူးသောတန်းကြီးပြည်ကြီးချီစိတ်တုပက္ကိလေသာစာရန်ကိုရေးသားဆက်သွင်းခဲ့ပါတယ်အဲ့ဒီစိတ်တုပက္ကိလေသာစာရန်ကိုပဲ တိုင်းလူပြည်သားလူအများတို့လွယ်လင့်တကူမှတ်ယူနိုင်ကြစေရန်အတွက်မင်းတော်မင်းရကြီးရဲ့အမိန့်တော်မြတ်အတိုင်းကြားစိန်တီလောချီဓမ္မောဇာမော်ကွန်းကိုရေးသားတင်သွင်းခဲ့ပါရခင်ဗျာမင်းတော်မင်းရကြီးဒီတက္ကရာ1226ခုနှစ်တွင်ရတနာဘုံရွှေမြို့တော်တို့ရွှေမြို့တော်သားတို့ຫນွေမိုးမပြတ်တောက်တုံးရီအလိုရှိရမြညကြနိုင်စေခြင်းအလွန်ကမတရားမြို့ထက်ငကရစ်မြစ်ကနေပြီးရွှေမြို့တော်အရောက်ရတနာနရီမြစ်တော်ကိုဖောက်လုတ်စေခဲ့ရာ အမင်းတော်မြတ်အရပြန်ကြားပိတ်မင်္ဂလာချီရတနာနရီ မြစ်တော်ဖွဲ့မော်ကွန်းကိုရေးသားဆက်သွင်းခဲ့ရပါတယ်ခင်ဗျာဥကောင်းဟာတာဝန်များကို အရေးချင်းရှိစွာနဲ့ကျေပွန်စွာဆောင်ရွက်နိုင်ခဲ့တဲ့အတွက်1923ခုနှစ်မှာအလုံးမျိုးဝင်အဖြစ်ခန့်အပ်ခြင်းခံရပြီးအလုံးမျိုးတို့ရွှေ့ပြောင်းအမှုထမ်းခဲ့ရပါတယ်အလုံးနဲ့ဟာစစ်သူကြီးမဟာဗန္ဓုလမွေးဖွားကြီးပြင်းရဒေတာဖြစ်တည်တာမက ရှေးမြန်မာတပ်မတော်အတွင် ၆စုတက်များတွင်ထင်ရှားကြော်ကြားတဲ့စစ်တူရဲကောင်းများစွာပေါ်ထွက်ရာထင်ရှားတဲ့ဒေတာလည်းဖြစ်ပါတယ်ခင်ဗျာအလုံးမြုပ်ဝင်အဖြစ်အမှုထမ်းရွက်နေစဉ်စီမံအုပ်ချုပ်ခြင်းတရားစီရင်ခြင်းတို့တွင် အထူးအောင်မြင်ခဲ့တဲ့အတွက် အလုံးဝန်အဖြစ်ဥကောင်း၏အုပ်ချုပ်မှုနဲ့တရားစီရင်မှုအာဏာတွေကိုလွှတ်တော်ကတာပြင်ဆင်ပယ်ဖျက်နိုင်တဲ့အထိအခွင့်အရေးရရှိခဲ့ပါတယ်ခင်ဗျာဥကောင်းဟာအလုံးမြုပ်ဝင်အဖြစ် အမှုတော်ထမ်းရွက်နေစဉ် အလုံးမြို့တကြီးဥအိုရဲ့နှမမတ်ရွှေမင်းနဲ့လက်ဆက်ခဲ့ပါသေးတယ်ခင်ဗျာဥကဟာအလုံးမြို့ဝန်ယာရုထမ်းရွက်နေစဉ်အချိန်တက်ကြွ1926ခုနှစ်အတွင်းတောင်ငူရမဲတင်းတည်တော်များတွင်နှစ်အလုံးဆောင်နေရာမကျဖြစ်ပြီးအခွန်ဘန္နာတော်ရုတ်လျော့လာတဲ့အတွက်မဟာမင်းကျော်စီတူဘွဲ့ခံဥကောင်းကိုအလုံးမြို့ဝန်အရာကနေပြောင်းပြီးလွှတ်တော်စီရေးကြီးဘဝကိုပြန်လည်ခန့်တော်မူခဲ့ပါတယ်တက်ကြွ1928ခုနှစ်အတွင်းမှာလည်း လွှတ်တော်စည်းကြီးယာရူးနဲ့အတူတောင်ငူရမဲတင်းနှမြုတ်ရဲ့အခွန်ဝန်ယာရူးကိုထပ်မံခံထားတော်မူခဲ့ပါတယ်။တက်ကြီ1928ခုနှစ်မှာတော့မြင်ကုန်းမြင်းခွန်တိုင်းအရေးခင်းပေါ်ပေါက်လာခဲ့ပြီးအဲ့ဒီအချိန်မှာဘူရဲမက်လက်နက်ကိရိယာတွေနဲ့အတူနေညမယမနာဆင့်ဆိုစည်းချက်စီမံကုကဲခဲ့တဲ့အတွက်မင်းတော်မင်းရကြီးအထူးလေးမြတ်တရားတော်မူပြီးမူတော်မတ်တော်ကြီးတို့မှသာအတနာတော်မြတ်ခံရသော မင်းကြီးမဟာစီတူဟူသောမင်းကြီးသက်ဘွဲ့နှင့်တကားဝန်တော်တော်အရာခန္ဓာသူကောင်းပြုတော်မူခဲ့ပြန်ပါれခမ ्या မြင်ကုန်မြင်းခွန်တိုင်းအရေးခင်းမှာအင်းရှိဆန်ကနောင်မင်းသားကြီးကြာဆုံးခဲ့တဲ့အတွက်မင်းတော်မင်းရကြီးဟာဥကောင်းကို မင်းကြီးမဟာစီတူဘွဲ့နဲ့အတူဝန်တော်တော်ယာရုနဲ့အပားတော်မှာအမြဲခါစားစေခဲ့ပါれအရေးတော်အင်းငိမ့်သွားတဲ့အခါမှာကြီးကင်းရေကင်းစသည်တို့ကိုအုတ်ချုပ်ရန်အတွက်ဝန်တော်ကင်းဝန်ယာရုတို့ တွေးမြင့်ပေးခဲ့ပါတယ်ခင်ဗျာအဲ့ဒီအချိန်ကနေစပြီးကိဝံမင်းကြီးဦးကောင်းဆိုတဲ့အမည်နဲ့ထင်ရှားကြော်ကြားလာခဲ့ရပါတယ်ခင်ဗျာကိဝံဆိုတဲ့ယာရုဟာနေပြည်တော်မြို့ကြီးရွာကြီးတွေမှာ အကာအကွယ်အဆောင်လျှောက်ထားတဲ့ကင်းစစ်တီတွေကိုအုတ်ချုပ်ခံခွဲယုံတာမကပဲနေဆက်ဒေတာတွေမှာကုလူဆက်တွေရောင်းဝယ်နေကြတဲ့ကုံတွေတွေနဲ့ခရီးလမ်းတွေကိုပါအုတ်ချုပ်ပြီးအကောက်ခွန်တွေကိုစီးကျက်ရတဲ့ တာဝန်လည်းပါဝင်ခဲ့ပါတယ်ခင်ဗျာ1932ခုနှစ်မှာအောက်မြစ်စင်မြို့ရွာများမှာ အင်္ဂလိပ်ပိုင်းနယ်မြေတွေနဲ့နှိစက်နေတဲ့အတွက်ဆက်တွယ်မှုပြေးပြေးပြီးရာဇဝတ်ရေးကင်းလွတ်လွန်ကြအောင်ကင်းဝင်မင်းကြီးကို ထိုမြစ်စင်ရှိဝန်စစ်ကဲအကြီးအိုးစတဲ့တူတွေကို ကြီးကျက်အုပ်ချုပ်ဖို့အတွက်တာဝန်ပေးခံထားခဲ့ပါတယ်ခင်ဗျာကင်းဝင်မင်းကြီးဟာမင်းလာမြို့မှာနေပြီးအဲ့ဒီလိုအရေးကြီးတဲ့တာဝန်ကြီးကို ကျေပွန်အောင်ထမ်းဆောင်ခဲ့ပါတယ်ခင်ဗျာကင်မွန်မင်းကြီးဟာဒီမိုကရေစီဝါဒထွန်းကားတဲ့ဥရောပနိုင်ငံတွေကိုတွားရောက်လေ့လာခဲ့တဲ့အတွက်မိမိတို့နိုင်ငံသွတ်တက်ဖွံ့ဖြိုးရေးအတွက်ပြည်ထိုင်နိုင်ငံကဲ့သို့ဘရင်အာဏာကိုကန့်သက်ပြီးဝန်ကြီးအဖွဲ့နဲ့တိုင်းပြည်ရေးရာတွေကိုစီမံခန့်ခွဲသွားနိုင်တဲ့စီမံခန့်ဘရင်စနစ်တစ်ခုကိုတည်ထွင်နိုင်ဖို့အတွက်စူးစမ်းအားထုတ်ခဲ့ပါတယ်ခင်ဗျာဒါကြောင့်မလို့လဲမင်းတော်မင်းတရားနဲ့ရဆန်တဲ့အခါမှာ မိမိတို့ဝန်ကြီးအဖွဲ့ရဲ့ဩဇာညောင်းမယ်စိတ်ဓာတ်နူးညံ့ပြီးပြော့ညံ့တဲ့တိဘောမင်းသားကို ထိနှံဆက်ခံစေရန်တဘောတူခဲ့ခြင်းဖြစ်ပါတယ်ခင်ဗျာ1240ပြည့်နှစ်မှာတိဘောမင်းနန်းသက်ပြီးတဲ့နောက်မှာတော့တူချိုတင်ကြံစီထားတဲ့အတိုင်းနိုင်ငံတော်ကြီးကိုခင်မီအနောက်နိုင်ငံတွေနီးတူဖွံ့ဖြိုးတိုးတက်လာနိုင်ဖို့အတွက်အုပ်ချုပ်မှုပြုပြင်ပြောင်းလဲရေးလုပ်ငန်းတွေကိုစတင်ခဲ့ပါတယ်ခင်ဗျာနိုင်ငံတော်အုပ်ချုပ်ရေးတွင်14ဌာနခွဲပြင်းလင်း မိမိကမူကာကွယ်ရေးဌာနဟုခေါ်ရမယ်ကြီးတက်များကိုတာဝန်ယူအုပ်ချုပ်ကနိုင်ငံတော်၏ကာကွယ်ရေးကိုစီစဉ်ခဲ့ပါတယ်ခင်ဗျာတမ်းပြေအုပ်ချုပ်ရေးရမှာလဲလွှတ်တော်အတွင်မှာအခွင့်အာဏာများကိုပုံမူရရှိအောင်ဆောင်ရွက်ခဲ့ပါတယ်မြန်မာနိုင်ငံရဲ့လွှတ်တော်အစည်းအဝေးတွေဟာလဲဘရင်ကိုယ်တိုင်ဒါမှမဟုတ်အင်ရှင်မင်းသားတို့ကသာတဘာပတိအဖြစ်ဆောင်ရွက်မြဲဖြစ်ခဲ့ပေမယ့်မြင်းကုန်းမြင်းခွန်တိုင်းအရေးပေါ်ပေါက်လာပြီးတဲ့အချိန်ကနေစပြီး အစင်လာပြပြားခဲ့တဲ့အတွက်လွှတ်တော်အစည်းအဝေးတွေမှာကင်းဝင်မင်းကြီးကသာဥဆောင်ခဲ့ရပါတယ်ခင်ဗျာဒီပေါ်မင်းလက်ထက်အုပ်ချုပ်ရေးအတက်မှာတော့ဘယင်ရဲ့အာနာကိုကန့်တတ်မှာဖြစ်တဲ့အတွက် အာနာကိုကန့်တတ်ခြင်းမခံလူလူတွေဖြစ်ကြတယ်ဘယင်နဲ့မိဖုရားရဲ့ဆွေတော်မျိုးတော်တွေဘက်ကအသိုက်အခံများပေါ်ပေါက်လာခဲ့ရပါတယ်ခင်ဗျာအဲ့လိုအခြေအနေတွေကြောင့်လဲဒီပေါ်မင်းလက်ထက်နောက်ပိုင်းကာလတွေမှာကင်းဝင်မင်းကြီးမှာ တကိုးမှိန်ခဲ့ရပြီး ဘရင်ရောက်ခမဖြစ်တဲ့ဆင်ပြူရှင်အမှုရှိတဲ့တိုင်းတာမင်းကြီးတို့ကဩဇာထပ်ပြီးတကိုးကြီးလာခဲ့ကြပါရခင်ဗျာဩဇာအနာကြဆင်းလာခဲ့ရတဲ့ကင်းဝမင်းကြီးဦးကောင်းဟာတူမျောလင့်ခဲ့တဲ့ခိမီစနစ်အစ်ကြီးနဲ့တိုးတက်လာမဲ့တိုင်းပြည်ကြီးဖြစ်လာဖို့အတွက်အုတ်ချုပ်မှုပြုပြင်ပြောင်းလဲရေးအစီအစဉ်တွေလုပ်ဖို့အမျိုးမျိုးစ조사ခဲ့ပေမဲ့လည်းသူ့စိတ်တိုင်းကြဆောင်ရွက်နိုင်ခြင်းမရှိခဲ့ပါဘူးခင်ဗျာမြမပြည်ကြီးရဲ့နောက်ဆုံးမင်းဆက်တွေဖြစ်ကြတဲ့ မြန်တော်မင်းနဲ့တေဘောမင်းတို့ရဲ့လက်ထက်မှာနိုင်ငံတာဝန်ကိုစွမ်းစမ်းတမန်ထမ်းရွက်ခဲ့ပြီးတင်ပေါ်ကြော်ကြားလာတဲ့သရိုမင်းကြီးမဟာမင်းလာစီတူဘွဲ့ခံကိဝွန်မင်းကြီးဟာပြည်တခြားတို့အထက်မြမပြည်ကိုတိမ့်ပိုက်ခံလိုက်ရတဲ့အဖြစ်ဆိုးမျိုးနဲ့ကြုံတွေ့လိုက်ရတဲ့အချိန်မှာတော့တချို့လူတွေကဥကောင်းလိန်ထုတ်မင်းဆက်ပြုတ်ဆိုတဲ့ဇာတ်အတိုင်းကိဝွန်မင်းကြီးဟာအထက်မြမပြည်ကို ပြည်တခြားတို့လက်မှာလက်သိထိုးအပ်ခဲ့သည်ဟုအယူမှားခဲ့ကြပါတယ်ခင်ဗျာ။ အထက်ပါဦးကောင်းလိန်ထုတ်မင်းဆက်ပြုတ်ဆိုတဲ့လင်ငါရဲ့အတိတ်ပဲကတော့ဦးဆိုတာတနင်္ဂနွေနံနှစ်ဖြစ်ပါတယ်။ကောင်းဆိုတာတနင်္လာနံနှစ်ဖြစ်ပါတယ်။လိန်ဆိုတာကတော့ဘုရုနံလေးဖြစ်ပါတယ်။ထုတ်ဆိုတာစနေနံခွန်ဖြစ်ပါတယ်ခင်ဗျာ။ဆိုလိုတာကတော့မြန်မာတက်ကြတဲ့1249ခုနဲ့မြန်မာနိုင်ငံဒီဦးကောင်းကြောင့်အင်္ဂလိပ်လက်အောက်တို့ကြားရောက်ခဲ့ရသည်ဆိုတဲ့အတိတ်ပဲကိုရည်ညွှန်းပြီးဦးကောင်းရဲ့ဂုံတိတ်ခါကို ချိုးနှိမ်ထားခဲ့ခြင်းဖြစ်ပါတယ်ခင်ဗျာတကယ်တကယ်တမ်းမှာတော့ကုန်းမောင်ခေတ်နှောင်းပိုင်းကာလတွေမှာအနောက်နိုင်ငံတွေနဲ့ရင်ပေါင်မတန်းနိုင်အောင်ခေတ်နောက်ကျကြံနေခဲ့တဲ့မြန်မာနိုင်ငံကိုခေတ်မီတိုးတက်လျက်ရှိတော့အခြားနိုင်ငံတွေနဲ့ရင်ပေါင်တန်းနိုင်အောင်စီမံအုပ်ချုပ်ရေးတရားစီရင်ရေးနိုင်ငံခြားဆက်သွယ်ရေးပြုပြင်ပြောင်းလဲရေးတွေကိုအတော်ခွန်ဆိုင်ဆောင်ရွက်ခဲ့တဲ့ရှေးမြန်မာကြီးတွေထဲမှာကိဝွန်မင်းကြီးကတိတာထင်ရှားစွာ ပါဝင်ခဲ့ပါတယ်ခင်ဗျာ မြန်မာတပ်တွေနဲ့အစဉ်အတန်းအင်အားနှိပညာအလွန်ကွာခြားလာတဲ့အင်္ဂလိပ်တပ်တွေဟာမြန်မာပြည်ကိုချီတက်လာတဲ့အခါမှာတော့တီဘောမင်းကိုယ်တိုင်ကလွတ်ရလွတ်ကြောင်းမရှောင်လို့ဟုအမိန့်တော်ရှိခဲ့တဲ့အပြင်ပြည်ထရှားတို့တောင်းဆိုဒီကိုကြေးရေးစွာ အပြည့်စုံပေးမည်ဖြစ်ကြောင်းတိုက်ခိုက်မှုမရှိစေလိုကြောင်းဖြင့်အမိန့်ပေးတော့ကြောင်းအင်္ဂလိပ်တို့ချီတက်လာစဉ်မှာဟန်တာတိုက်ခိုက်မှုမရှိရန်နဲ့အင်္ဂလိပ်တို့ကလည်းမတိုက်ခိုက်ရန်ကိဝံမင်းကြီးစီစဉ်ခဲ့တာကတော့ အမှန်ပဲဖြစ်ပါတယ်ခင်ဗျာဤလိုအပြင်အမတန်မန်လျှော့ကအညံ့ခံခဲ့ခြင်းတာဖြစ်ပါတယ်ခင်ဗျာကိဝမင်းကြီးဒီတိဘောမင်းပါတော်မူပြီးတဲ့နောက်ပိုင်းကာလတွေမှာပြည်ထရှာတွေဘက်ကတောင်းပန်လာတဲ့အတိုင်းလှွတ်တော်မူတော်မတ်တော်တွေနဲ့အတူနိုင်ငံတော်အုပ်ချုပ်ရေးကိုပူပေါင်းကူညီဆောင်ရွက်ခဲ့ပါတယ်ခင်ဗျာ1956ခုနှစ်မှာဒုတိယဘုရင်ခန့်ရဲ့ဥပဒေပြုမင်းတိုင်ပင်အဖြစ်အမှုထမ်းခဲ့ပါတယ်အနိစ္စမရောက်မီတွေ့မြင်ခဲ့သူတို့က ကျောင်းမင်းကြီးရဲ့တည်ငိမ်ပုံထက်မြက်ပုံရင်းကျစ်တိမ်မွေ့ပုံဘုဒ္ဓရများပုံတွေကိုချီကျူးရေးသားထားခဲ့ပါတယ်ခင်ဗျာဤကဲ့သို့မြန်မာအစိုးရမင်းတို့လက်ထက်တော်နဲ့အင်္ဂလိပ်အစိုးရမင်းတို့လက်ထက်မင်း၄၀တိုင်ဂျာရုဌာနန္တရဘွဲ့အမည်တစ်စိမ့်များနဲ့တကွချင်းမြောက်သူကောင်းပြုတော်မူ၏ကိုပါရမီဓမ္မတန်တာရတိလသမာဓိပညာဘဟုဒ္ဓဒီဃာယုကဟုတော်ဂုံကျေးဇူးအပေါင်းနဲ့ပြည့်စုံခဲ့တယ် ကဲဝမင်းကြီးဦးကောင်းဟာအသက်86နှစ်လေးလ22ရက်အရွယ်မှာတင်္ကာရတဘောကိုမလွန်ဆန်နိုင်ပဲမြန်မာတက်ကြတဲ့1290ပြည့်နဲ့ဝါဇိုလာဇန်3ရက်ခရစ်နှစ်1908ခုဇွန်လ10ရက်အင်္ဂါနေ့နနက်9နာရီမှာခန္ဓာပင်စကသမုဒ္ဓိမရဏတဘောကိုရွေရောကကွယ်လွန်အနှိမ့်စရောက်ခဲ့ရပါတယ်ခင်ဗျာတွင်ကြံရစ်ခဲ့တဲ့ကင်းဝမင်းကြီးရဲ့ရုပ်အလောင်းကို ရှင်းမြန်မာမင်းတို့လက်ထက်က အကမဟာသင်္နာပတိဝန်ရှင်တော်မင်းကြီးတတ်တော်ရှိအမတ်တို့ကွယ်လွန်တဲ့အခါမှာတကြိုရတဲ့ဆောင်ရွက်မြဲဒလိထုံးစံအခမ်းအနားနဲ့ညီတက်မြို့တွင်အိန္ဒိယမဟာအတုလသာယာသဟာယ CSI ဘွဲ့တစိတ်တို့ကိုချီးမြှင့်ခြင်းခံခဲ့ရပါတယ်ခင်ဗျာအစိုးရနားဆင်ပေးခဲ့တဲ့တယောက်ချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာနောက်ဗီဒီယိုလေးမှာပြန်လည်ဆုံတွေ့ကြပါစို့ခင်ဗျာ